နေတစ်ချက်ဆိုရင် तू လုံနေပြီကျမကိုကျမဒီမှာဘလို့စိတ်ဆန္ဒဖြစ်လဲဆိုကျမယောက်ျားတစ်ယောက်နဲ့နေခြင်းလို့စိတ်ဆန္ဒဖြစ်တာစိတ်ဆန္ဒဖြစ်လိုက်နေခြင်းတစ်ချက်ပုံမှန်တော့နေတိုင်းနေတိုင်းနေခြင်းတစ်ချက်ဆိုအဲ့ဒါကျမရဲ့စိတ်ကြွနေတဲ့အချိန်ကြွလာပြီဆိုတော့လေဘိုင်ဘာတွေကနေပတ်ခနဲ့ဆိုသူ့ပုံကြီးကိုပို့ကဲ तू နှစ်ဖူးနဲ့တိုက်တယ်ကျမနှာခေါင်းနဲ့တိုက်တယ်တဖြည်းဖြည်း तू ကျမနှာခေါင်းကို तू နှာဗစက်နဲ့စုပ်တယ်စုပ်တဲ့အခါကျဟယ်လို မင်္ဂလာပါဘုဟုတ္တရာရအောင်ပြောပြမယ်နော်နောက်လူတွေလည်းလူငယ်တွေလည်းဘုဟုတ္တရာရတော့ဗေရင်ဆရာတရားအကြောင်းရမ်းနာမည်ကြီးတယ်ဒါပေမဲ့လူတွေကတော့သူ့ကိုအခုဆရာဆရာနဲ့အရန်ယုံရန်ယုံနေတယ်ပေါ့နော်တချို့အမှန်တရားတွေရလေးပြောပြလို့မရဘူးဘာဖြစ်လို့လဲသိလားလူတွေကအရန်ယုံကြည်မှုအားကောင်းနေတဲ့ခါကျကျမတို့ကဖန်ထောက်ပြရင်ကျမတို့ကဝိုင်းမိအစဲခံမယ်ဒါပေမဲ့အမှန်တရားကကျမတို့သိနေတယ်အဲ့ဒါကျမပြောမယ်အဲ့ဘေရင်ဆရာကျမကို ကြိုက်ကုန်ကြိုက်တဲ့ခါကျတူကသူ့ဘီလင်ကောင်ကျွန်မကိုခေါ်တယ်ခေါ်တဲ့ခါကျတော့ကျွန်မຫນွေတွေကခေါ်တာမိုးထီကျွန်မမရဘူးမရောက်တဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတညအိမ်မက်မက်တယ်အိမ်မက်ထဲမှာသူယောဂီအပေါ်အောက်အညိုဝန်ဆက်ကြီးနဲ့လာလာတာအဲ့ဒါနေကျွန်မလာတော့အိမ်မက်မက်တော့ဒါခါအိမ်မက်ထဲမှာဘာလဲမသိဘောငါဒီဆရာကိုမတ်တယ်ပေါ့နော် ဲ့ဒါနဲ့ကျမဒီဆရာကျမကိုခေါ်ရလေကျမညီမတော်မွေးတွေပြောပြတာဟဲ့ဘေဒင်ဆရာငါ့ကိုပူဘေဒင်ငန်းကိုခေါ်နေဆိုကျမညီမအမတွေကပြောတယ်ညီမတော်မွေးတွေကအခင်နဲ့မတော်တော့ဘူးတဲ့ဘေဒင်ဆရာတွေခေါ်ရင်းနဲ့အဲ့လိုပြောတယ်ပြအဲ့ဒါနဲ့ကျမကဘေဒင်ဆရာတိုင်းကိုစော်ဘေဒင်ဆရာတိုင်းကိုစော်ကားနာမုံတော့မဟုတ်ဘူးနော်ကျမကိုတွေးကိုတွေးကိုတွေးမှာကိုတွေးစစ်စစ်အဲ့ဒါနဲ့အမမတော်ရှိရင်ကျမလေး အင်းမော်ဒီဆရာပေါ့အိမ်မမတ်တယ်နောက်နေ့ခွေးသာသွားကြည့်တော့အဲ့ဆရာနဲ့တွေ့ရောလမ်းမှာသူကသူဖုန်းနံပါတ်တောင်းကျမဖုန်းနံပါတ်ကိုသူတောင်းတယ်ကျမပေးခဲ့တယ်ကျမလာမင်းနေ့ကျရင်ပြောမယ်ပေါ့နော်ဆရာဖုန်းနံပါတ်လေးကျမပေးဆိုပြီးတော့အဲ့ဆရာကြည်နေကြည်နေမှာသူလည်းတရှိထင်ဆန်ရရှိသေးတယ်နာမည်ကြီးပဲအဲ့တော့ကျမအားအနေနောက်လာကုန်ပြီ၃ရက်နေလာမသိဘူးရှင်ကျမပွားလာတော့လဲတော့မနက်7:00နာရီတိုးရင်းလို့ရှင်ကိုပြောပြမယ်နော်မနက်7:00နာရီရောက်တော့ကျမတုန်ကနာမည်မဆောင်ခြင်း မစောင့်ကျင်တဲ့အခါကျတော့ကျမကိုကျမပြောတယ်ကျမဆရာကျမတုံ့ပြန်နမမစောင့်နေဘူးကျမဖုံးဆက်ပြီးပြောတယ်ရတယ်တဲ့ခွေးစာကျူးတဲ့ကောင်မလေးလို့ပြောပြီးဝင်လာခဲ့လေဆိုကိုကျကျမခွေးစာကျူးတဲ့ကျူးတဲ့ကောင်မလေးလာတယ်လို့ပဲပြောကြည့်တာပေါ့ရှင်ပြောပြီးကျမအထက်ဝင်တော့ထဲဝင်တော့ကြာအဲ့ခါကျဘီရင်ခန့်ဒီလိုဝင်သွားတယ်နောက်တစ်ခန့်ကိုထပ်ဖြတ်ကြတယ်အထဲထဲမှာအဲကိုနဲ့အထဲထဲမှာဘာဖြစ်နေလဲအပြင်ကမမြင်အောင်အဲ့လိုပုံစံမျိုးလုပ်တာအဲ့နဲ့ဝင်လဲဝင်တော့ကျမဘီရင်မေးတယ်မေးပြီးတော့ကျမပြန်ထွက်ပါပေါ့နော် ြန်ထွက်มาသူကဘာပြောလဲဆိုတော့မပြန်နေဘူးနဲ့သူရှေ့ကိုလာထိုင်နေကျမပြောပြန်မယ်အဲ့နဲ့သူရှိလာထိုင်ဆိုတော့ကျမဥကြောင်ကြောင်နဲ့ပေါ့သူရှိမှကျမဒူးလေးထောက်ပြီးတော့သူကဘာလဲပြီးတော့ကျမကိုမျက်မှန်ချိုးတယ်မျက်မှန်ချိုးဆိုတော့လေကျမကဥကြောင်ကြောင်နဲ့ပေါ့ရှိမျက်မှန်ချိုးလိုက်တာပေါ့မျက်မှန်ချိုးပြီးတော့ အဲ့ဒါနဲ့သူ့ရှိမှကျမပစ်စ်လေးတုတ်ပြီးသူကကျမလက်နှစ်ဖက်ကိုယူပြီးတော့မန်းမှုတ်လိုက်တယ်။ဘာလို့မန်းမှုတ်လိုက်လဲတော့မသိဘူး။လက်နှစ်ဖက်စလုံးတော့ပူဆင်းသွားတယ်။ပူဆင်းသွားပြီးနောက်ပြီးတော့သူကဘာလုပ်လဲဆိုကျမနှာခမ်းကိုဆေးမဲတွေနဲ့တိုးတယ်။ပတင်းတွေကဆေးမဲတွေနဲ့တိုးတယ်။ဆေးမဲတွေနဲ့တိုးပြီးဘာလုပ်လဲ။ဆေးမဲတွေနဲ့တိုးပြီးဘာလုပ်လဲဆိုတော့ရှင်သူကကျမအဒီလို ဒူးထောက်ပြီးထိုင်နေတာကိုထိုင်နေတာကိုသူကကျမမျက်နှာကိုဆွဲယူသွားတယ်ဆွဲယူပြီးတော့သူနှစ်ဖူးနဲ့ကျမနှစ်ဖူးကိုတိုက်တယ်သူနှာခေါင်းနဲ့ကျမနှာခေါင်းကိုတိုက်တယ်တိုက်ပြီးတော့ရွတ်တာရွတ်တာရှမ်းလို့ရွတ်တာဟိုတင်းမဟုတ်ဘူးဒီဖះစာမဟုတ်ဘူးရှမ်းပါတာဒီ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 နဲ့ရွတ်တာကျုပ်ပြီးတော့ဘာလုပ်လဲဆိုတဖြည်းဖြည်းသူနှစ်ဖူးနဲ့တိုက်တယ်ကျမနှာခေါင်းနဲ့တိုက်တယ်တဖြည်းဖြည်းသူကျမနှာခေါင်းသူသူနှစ်ပါးစပ်နဲ့စုပ်တယ်စုပ်တဲ့အခါကျပထမလူကကြက်သေးသေးသွားတာပေါ့နော်သူသေးဘာလေးပေါ့ဘေးဒီစရာငါ့ကိုဘာလုပ်တာလဲပေါ့နော် ပေသွားပြီနောက်ကြတော့ဘာဖြစ်လဲတမိနှက်လောက်ငြင်ကြတော့လူကငြင်နေကြတော့နောက်ကြကျမဘာဖြစ်လဲဆိုအဲ့မှာကျမအသိခွင်လာဒိန်းဆိုပြီးတော့ဟာငါငါဘာတိလာချူတော့မယ်ငါတရိษံနေကျွေးနေတာအလကားငါဒီပထန်ချန်ကြီးညွတ်နေတာအလကားဒီဒီဟာကငါငါဘာတိလာလုံမရမှာပေါ့နော်ဒီ ခွေးစားလှူတာတွေဒီပဋ္ဌာန်းချင်းရွတ်တာတွေကျွန်မအဲ့ချိန်မှာငါဒီအချိန်တွေကိုငါဘလို့ယုံထွက်ကားမလဲခေါင်းထဲကနေဒိန်းဆိုကျွန်မအမကျွန်မအဲ့မတိုင်ခင်နေကျွန်မဘာရွတ်လဲဆိုဟိုဒီဖျားကုန်တော်ဒီအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာဇယနာတမန်တော်အဲ့ဒါတွေကဒလစီရွတ်တာအဲ့ချိန်မှာကျွန်မခေါင်းထဲမှာဖျားစားပဲရှိတော့အရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာဇယနာတမန်တော်သူကတော့ကျွန်မနှာခမ်းကိုသူနှာခမ်းနဲ့စုံတာကျွန်မမခံစားနိုင်ဘူးဒီမှာဖျားစားစုံနေတာတိတိစိုးနေနေကျွန်မငါဘလို့လုပ်ကားမလဲဆိုကျွန်မမျက်နှာကိုပွဲချတာရှိသူကျွန်မကိုနမ်းနေကျွန်မမျက်နှာလွှဲချတယ် ထွက်ချလိုက်တဲ့ခါကျသူကဘာပြောလဲဆိုတော့ကျမကိုပြန်ထိုင်နေပြန်ထိုင်ပြီးဘာပြောခိုင်းနေသူသူ့လက်နှစ်ဖက်နဲ့သူ့လက်နှစ်ဖက်နဲ့ကျမလက်ဖက်နှစ်ဖက်ကိုတတ်ချရောဟိုပီအာကြောတွေပွင့်နေဟိုကြောတွေပွင့်နေဒီကြောတွေပွင့်နေဆိုအကြောတွေဖွင့်နေတယ်ရှင်ဒါပေမဲ့ကျမကဘာအကြောမှပွင့်မလာဘူးပွင့်မလာတဲ့ခါကျတော့သူကဘာလို့သူ့ကိုယ်ရဲ့ပြန်ဖတ်ထားပါဦးနဲ့အင်းကျမရောငါဒီဗီရီငန်းနေရမြင်မြန်ထွက်ပြီးရောနော်ပြီးပြီးရောဆိုဖတ်ပေးတယ်ဖတ်ဖတ်ပြီးကျမဘာပြောလဲဆိုတော့ခလေးကျမသားအကြောင်းသွားကြူရောမပြန်မဲဆိုကျမအိမ်ပြန်ချောင်း အိမ်မန်ချလာလမ်းကြတော့ကိုကလည်းပထမဒီလိုမျိုးတစ်ခါမှလည်းမကြုံဘူးတော့ကျမကလေကျမအမကြီးမာကြီးအခိုင်ကိုဖုံးလန်းဆက်တာပေါ့နော်မာကြီးအခိုင်ဒီလိုဒီလိုပဲဗေးရစရာတော့ကျမကနန်းထုတ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပြောပြီးတော့အဲ့လိုအလိုပဲဆိုဟဲ့တဲ့အောင်ငေါ်စရာကျမအင်ကြောက်တော့လေအမီတို့ကိုပြောပြတာပေါ့နော်အမီတို့ကတမီးရဲ့တဲ့ဒါတဲ့သူစေတနာအတိုင်းပဲပေါ့နော်ယောက်ျားဟုတ်လေတခါတည်းတင်းမောပေါ်မှာယောက်ျားကျမဖုံးနဲ့လန်းတိုင်းတာယောက်ျားရဲ့လို့ငါဗေးရင်တော့မိတာဗေးရစရာကျမငါ့ကိုနန်းထုတ်လိုက်တယ်သိလား တော်သေးတာပေါ့ကျမအမျိုးသားဒီစိတ်ဘောဓာပြည့်တဲ့အမျိုးသားဖြစ်နေဘူးပေါ့နော်အဲ့တော့နေ तू ကနောက်ရက်ဆိုတော့ဘိုင်ဘာကနေခေါ်တာ तू ကကျမဖုန်းနံပါတ်ကိုသိသူစီလာသူစီလာဆိုတော့ကျမပြောရည်တယ်လေသူစီလာခဲ့ဆိုတော့ကျမပြောတယ်ကျမလို့ဆရာလို့ကျမတစ်ခါပဲအလိန်ခံမယ်လို့နှစ်ခါအလိန်မခံဘူးလို့ပထမတစ်ခါ तू ဒီဘေဒင်သွားပြီလားကျမကိုနန်းထုတ်လေဒီဒုတိယတစ်ခါ तू ဘေဒင်ကန်းကိုကျမတော့တော့ကျမဘာဖြစ်သွားမလို့စဉ်းစားကြည့်လေအဲ့ဒါနဲ့ကျမမသွားဘူးပေါ့ရှင်။ဘာဖြစ်မလဲ။ ကျမကျမအဲ့ဘေးဒင်းဆေးရမညာဖြစ်တော့မှာလေအဲ့တော့ကျမဘာကိစ္စပေါ်မှာလို့သူကျမကိုဘေးဒင်းဟောမယ်ဆိုရင် तू ကျမကိုညာပြီးနှမ်းသွားတာလေဟုတ်တယ်မလားအဲ့တော့ကျမဘာကိစ္စပေါ်မှာလို့မသွားဘူးရှင်မသွားတော့ဘာဖြစ်တယ်သူ तू လိန်နာကြီးမပေါ်ဘူးလားပေါ်တဲ့ခါကျတော့ तू ကကျမကိုလှုပ်တာအဲ့ဘေးဒင်းဆေးကဘလူးဆောင်ဘလူးဆောင်ကဘလို့တိတယ်ဆိုတော့ကျမဒီနေရင်တချက်ဆိုရင် तू လုံနေပြီကျမကိုကျမဒီမှာဘလို့စိတ်ဆန္ဒဖြစ်လဲဆိုကျမယောက်ျားတစ်ယောက်နဲ့နေခြင်းလို့စိတ်ဆန္ဒဖြစ်တာ စိတ်ဆန္ဒဖြစ်လာနေခင်းတစ်ချက်ပုံမှန်တော့နေ့တိုင်းနေ့တိုင်းနေခင်းတစ်ချက်ဆိုတာအဲ့ဒါကျမရဲ့စိတ်ကြွနေတဲ့အချိန်ကြွလာပြီဆိုသူကလေဘိုင်ဘာလေးကနေပတ်ခနဲ့ဆိုသူ့ပုံကြီးကိုပို့ပို့ရတယ်ကျမအုံအောင်လည်းသိရင်ဒီကောင်ဒီလူကတော့ငါ့ကိုလုံနေပြီငါဒီကိစ္စကိုဖွင့်ချရင်သူသူကျမကိုသူကျမသူမရမဖြစ်ဘူးလေမဖြစ်တဲ့ခါကျတော့သူကျမဖွင့်သူပေါ်တော့မယ်လေပေါ်တော့သူကျမကိုလုတ်သွားတာလုတ်တော့တော့အဲ့လိုဖြစ်လာတဲ့ခါကျမဖတ်ခနဲ့ဆိုပထမချင်းအရန်စွမ်းတော့ဖျားစီရှိပြီလား ်ခါရဲစင်ကြီးတွေပူစော်တာပူစော်ပြီးပထန်းချင်းထန်ရုတ်ထန်ရုတ်တဲ့အခါကျတော့ဒီတဏှစိတ်ကကြွမဲ့နေရမှာပထန်းချင်းကြီးကိုဖះစာဝင်သွားတဲ့အတွက်တဏှစိတ်မလာမလာဘူးနေ့တိုင်းအဲ့လိုပဲတခြားဆိုကျမသိပြီဖះစင်ရှိကျမရောက်နေပြီပထန်းချင်းပူစော်နေကျမဒီကပထန်းချင်းနဲ့ပြန်တိုက်အဲ့နေကျမကျမဘာဘာဖြစ်လဲဆိုကျမဆရာတော်စီပြီးလားဆရာတော်စီပြီးတော့ဆရာတော်ရောက်မှာပေါ်တာပဲတမီးကိုတဲ့သူကတမီးကိုကြိုက်တယ်ကြိုက်တဲ့အခါကျတော့ဘာနဲ့လှုပ်လိုက်တယ်ဆိုရှမ်းနဲ့ပီယာနဲ့ရှမ်းနဲ့ ောက်လန်းရှမ်းပညာနဲ့ပီယာစင်းနဲ့ပေါင်းပြီးတော့တိုက်ခလို့ရတာသမီးကိုအဲ့တော့တစ်ချက်ပေါ့နော်ဒီဒကမာကြီးကဆရာတော်ကပြောတယ်ဒကမာကြီးတတိအရန်ကောင်းတယ်ဒကမာကြီးမှစောင့်နေတဲ့အဆောင်အရန်ကောင်းတယ်ဒီခွေးစာကျွေးတဲ့ကုစုတွေကလည်းလိုက်နေတယ်ပေါ့နော်အဲ့တော့ကြည်ကြည်မမဘာမှမဖြစ်ပေါ်တာအဲ့တော့ तू ကကျမကိုလှုပ်တတ်တယ်ကျမကတစ်ချက်ကတစ်ဖက်က तू လှုပ်နေတဲ့အချိန်မှာကျမထန်းချင်းကတစ်ဖက်ကရမ်းရွတ်အဲ့တော့ तू ကျမကိုတစ်ချက် နေခင်းတစ်ချက်တိုက်ပြီးဆိုကျမလည်းဖျားစင်ရှင်ရောက်သွားပြီနောက်ကျဘာဖြစ်လာသေးဆရာတော်ကလေအဲ့မှာဒီရှမ်းပညာကျမတို့အောက်လန်းထဲမှာရှမ်းအမြင့်ဆုံးလို့ပြောတယ်ဒါပေမဲ့ तू ကျမကိုမနိုင်မနိုင်တဲ့ခါကျပါဘာဖြစ်လာလဲဆိုအဲ့ဒါလေ तू မတော်ဆရာတော်ကတခါရေမန်းနေပါလေတတ်ချဒီ तू သူကဒီစေးနှခမ်းမှာစေးမဲတုတ်လိုက်တာဒီပီရဇေးကကျမကိုယ်ကဝင်ပြီးပြန်ဖြီရပြီလေဆရာတော်ကကျမကိုရေမန်းနေပါလေတိုက်နောက်ကျဘာဖြစ်လို့တစ်ဖက်လောက်ဖြားဖြားတာမှလေလေချောင်းဟတ်လိုက်တာနဲ့ပွေးပြီးပါပါ ဆရာတော်ဆရာတော်လဲကုတယ်ကျမပဋ္ဌာန်းကျမ်းကြီးရွတ်တယ်ဒါသူကတော့ကျမကိုအောက်လန်းနဲ့တိုက်ပြီးတတ်တာကျမမသေးတာပေါ့နော်အဲ့ဒါကျမအားလုံးကိုဘုဟုတုတ္တရအောင်လာပြောပြလာအဲ့တော့ဘင်းဆရာကြီးဒိုင်းကိုလည်းမယုံမှန်းနဲ့ဘင်းဆရာတိုင်းကိုပြောတာမဟုတ်ဘူးပေါ့နော်တချို့ဘင်းဆရာကြီးအပြူလေးတွေတတိထားပါဒါကျမတော့ကိုတို့ပေါ့နော်ဘင်းဆရာနန်းတော်မူခမ်းပေါ့ကိုတို့ဖြစ်ရလေး वीडियो तो